ုပ်လှိုင်ဦးဆိုဆိုရင်လမ်းညွန်မှုနဲ့အတူယာယီစိတ်ယုံတွေကိုအမြန်ဆုံး AR Foundation အနေနဲ့လာရောက်ပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်အခုသခိုင်းမှာဆိုလို့ရှိရင်အဲကရင်တရားစိတ်ယုံကို HTU အဲဘက်တင်နဲ့တွဲပြီးတော့ဟို2ရက်အတွင်းမှာပေါ့နော်အမြန်ဆုံးပြီးစီအောင်ဆောင်ရွက်ထားပါတယ်ကုန်ကြစည်းကတော့အခုချိန်ထိကတော့ ongoing သွားနေတာပေါ့နော်ဟိုတို့နာကတ်ယူဆိုတော့သူက စဖြစ်လိုက်တာနဲ့5 billion ဆိုပြီးတော့မှဒါဟိုမတီလိုက်မယ်ဆိုပြီးတော့မှလှုပ်လိုက်ပြီးအခုတော့ဒီ2 billion လောက်တော့အနည်းဆုံး3မိထင်ပါတယ်ကိုဗစ်လည်းဖျက်ချော်ခဲ့ပြီပေါ့နော်အောင်မြင်စွာဒီကတ်ကိုလည်းအောင်မြင်စွာဖျက်ချော်နိုင်ပါပါ ရှင်ကဒီယာယီဆေးရုံတိဆောက်ရေးအတွက်ကိုတာဝန်ယူထားတဲ့ဒေါက်တာနင်းစုဖြစ်ပါတယ်ရှင်အော်ဒီမှာတော့ငနေတန်းဖြစ်ပြီးရဲ့အချိန်မှာနောက်ပိုင်းမှာအာချက်ချင်းဒီဆေးရုံမှာကုသဖို့လိုအပ်တဲ့လူနာတွေအတွက်ကိုယာယီဆေးရုံတွေကိုအမြန်ဆုံးဟို AR Foundation အနေနဲ့လာရောက်ပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်။ အရင်ဆုံးဒီစေယုံကြီးမှာပေါ့နော်ငါတို့ကရင်90ကိုအရင်ဆုံးအញ្ញံဆုံးစီဆောက်ခဲ့တယ်အဲ့ဒါလည်းနောက်ပြီးတော့ဟိုကန်တော်နဒီကန်ဆာစေယုံမှာပေါ့နော်ကန်ဆာစေယုံမှာကြတော့ကရင်150ကိုတိဆောက်ပါတယ်အဲ့တော့တိဆောက်ပေးပြီးတော့အပြင် toilet တွေမတော်ရေချိုးမဲ့နေရာတွေ bathroom တွေပါတေချာလူနာတွေအတွက်ကောကျန်းမာရေးဝန်ထမ်းတွေအတွက်ကော air foundation အနေနဲ့ပြည့်စုံအောင်ဆောင်ရွက်ပေးထားတယ်နောက်ပြီးတော့ safety buy နေပါတယ်အတွက်ကိုလည်းမတော် fire drill တို့ပါတို့လုပ်ပြီးတော့ပေါ့နော်ဒီအကုန်လုံးလုံးကြုံမှုရှိအောင်လည်း ယ်ဒီတိဆောက်ရေးပိုင်းကနေပြီးတော့ဆောင်ဆောင်ထားပါတယ်အဲနောက်နောက်တနေ့အနေနဲ့ကျတော့အရိုးစေးုံပါပေါ့နော်လက်ရှိချက်ချင်းလိုအပ်နေတဲ့ပေါ့နော် OD ကန်းတွေပေါ့ OD ကန်းတွေကိုအမြန်ဆုံးတန်ရှင်းရေးဆောင်ရွက်ပြီးတော့ချက်ချင်းဆောင်ရွက်ပေးခဲ့တယ်နောက်ပြီးတော့ယာယီစေးုံအနေနဲ့လည်းဂရင်းတရားစေးုံအဲနောက်ပြီးတော့ HDU ဆိုပြီးတော့အမားတို့ဟို AR Foundation အနေနဲ့တိဆောက်ပေးထားပါတယ်အမြန်ဆုံးတိဆောက်ထားပါတယ်အဲတော့နောက်ထပ်အနေနဲ့လည်းထပ်ပြီးတော့အခုစကိုင်းမှာဆိုလို့ရှိရင်အဲဂရင်းတရားစေးုံကို HDU အာ ဘတ်တင်နဲ့တွဲပြီးတော့ဟိုနှစ်ရက်အတွင်းမှာပေါ့နော်အပြန်ဆုံးပြီးစီအောင်ဆောင်ရွက်ထားပါတယ်ဥက္ကဋ္ဌဥစွာဆောင်ရွက်လမ်းညွှန်မှုနဲ့အတူဟို ARD Foundation အဖွဲ့သားတွေကဘတ်ပေါင်းဆောင်ရနေပြီးတော့ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဒီတိဆောက်ရေးပိုင်းနေမဟုတ်ပါဘူးတခြားဟိုအရှင်းလင်းခြင်းတို့တခြားလိုအပ်တဲ့နေရာတွေမှာရောအကုန်လုံးဟိုဆောင်ရွက်ပေးပါတယ်လူနာတွေကိုလည်းထောက်ပံ့ပေးတာတို့ပါတော့အကုန်လုံးဆောင်ရွက်ပေးပါတယ် လေးစေုံကြီးလိုက်ကြည့်လိုက်တော့တို့လိုက်ကြည့်တဲ့စေုံနေရာအများစုကတော်တော်ကြီးဟိုထိခိုက်ပျက်စီးသွားတာလေးတွေတွေ့ရတယ်ဟိုတားကြီးမပျက်စီးတော့မှတချို့ကဟိုအန်ဒီရရှိလားမရှိလားမသိကြတော့လူပမာတွေအကုန်လုံးကချက်ချင်းပဲအပြင်ကိုဆွဲထုတ်လိုက်တယ်အဲ့တော့သူချာချာပဲချက်ချင်းတူရီရဲ့ကပကင်တို့ space တစ်ပင်အောက်တွေမှာချက်ချင်းဒီယာရီတဲလေးတွေနဲ့လူပေါ်ဝါတွေရောက်လာတယ်အဲ့ချိန်ကျတော့ဒါတော့အမြန်လုံးမဖြစ်မယ်ဆိုတာနဲ့24နာရီအတွင်းမှာပဲသူဟိုဘက်ချမ်းက အုပ်စုတွေကလည်း mobilization တခါတည်းစကားတွေတခါတည်းလိုက်တက်လာပေါ့နော်တက်လာပြီးတော့မှဒီတန့်တွေကိုစောက်မယ်ဆိုပြီးတော့မှလုပ်ကြတာတို့ငကိုတွေ့ကြုံနေလည်းရှိဟိုအလုံးနဲ့ ready လုပ်ခဲ့တာလည်းရှိတာပေါ့နော်ပြီးတော့ ARV foundation ငကိုဒီ young king ကလေးစေုပ်နေလည်းတောက်လျှောက်လုပ်နေတာရှိတော့ဒီ medical fee เนี่ยကတ်နေတယ်ကတ်တော့ချက်ချင်းရွှေ့နိုင်တယ်တကယ်ကိုဟိုလေမကြုံဘူးတဲ့ဟာတခုပါကိုတော့ကဆိုတာကိုဗစ်ဖြစ်တော့ကလည်းကိုဗစ်မကြုံခဲ့ဘူးတာ ီတကဖြစ်တော့လေပထမတော့ငလျင်လှုပ်တယ်ပဲပေါ့နော်နောက်ကျတော့မှမဟုတ်ဘူးတကယ်တမျိုးလုံးကပြူကျပျက်စီးသွားတာတလန်လုံးလည်းမြင်ခဲ့ရတော့အဲ့ဒီမှာမှထူးထူးခြားခြားတစ်ခါထပ်ပြီးတွေ့တာအဲ့လိုရက်ွက်တွေရက်ွက်တွေတဲမှာလူနေအင်ဂျီတွေပြူကျပျက်စီးတဲ့ဟာလေးကိုသတိထားမိပြီပဲဒီဆေးရုံတွေအကုန်လုံးငါဒီ crack ဖြစ်သွားပြီဟိုပေါ့နော်နည်းနည်းလေးအန်ဒီအများတဲ့အဆောက်အုံလိုဖြစ်သွားတာ ਨੇ လူမာတွေအကုန်လုံးရွှေ့ရတယ်ဆိုတဲ့ဟာကျတော့အမတ်တမဲ့ဖြစ်သွားကြတလားလို့ဟုတ်လားအဲ့ခါကျတော့ ချက်ချင်းပဲဒီလူမာတွေအကုန်လုံးကဟိုဟိုအပြင်ကိုရောက်ချလာကြတယ်အဲ့ဒီမှာရှိပြီးသားလူနာတွေမကောက်ဘူးဟိုအသေးရောက်လာတဲ့ထိခိုက်ကြရတဲ့လူတွေပါပေါင်းလိုက်တဲ့အချိန်ကျတော့ဒီအနေထားကြီးဟာဟိုတကယ့်ကိုဟိုပေါ့ထူးထူးခြားခြားဒီရဲ့ငလျင်တန်ကြောင့်ဖြစ်တဲ့ဟိုခက်ခဲကြမ်းတမ်းမှုတွေထဲမှာဒီတစ်ခုကလည်းတော်တော်လေးကိုဆိုးရတဲ့ဟာတစ်ခုပါအဲ့ဒါဟိုတတိထားလိုက်ပြီးတော့ဒါလေးကိုလည်းတန်နေပြဝိုင်းလုံးနိုင်လိုက်တဲ့အတွက် အဲဟိုပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဟိုဟိုစိတ်ထမှာတော့ဟိုဟိုတခုခုလောက်ပေးနိုင်နေပေါ့နော်တရားလေးတခုပါကုန်ကြစည်းကတော့ခုချိန်တည်းကတော့ ongoing သွားနေတာပေါ့နော်ဟိုတို့နာကတ်ယူဆိုတော့ तू ကဆော့ဖြစ်လိုက်တာနဲ့5 billion ဆိုပြီးတော့မှဒါဟိုမတီလိုက်မယ်ဆိုပြီးတော့မှလုတ်လိုက်ပြီးအခုတော့ဒီ2 billion လောက်တော့အနည်းဆုံး3 billion ထင်ပါတယ် အဲ့တော့ဟိုဒါတော့သူကိန်းကရန်းနေရာတောက်လျှောက်လိုက်လာမှာပြီးတော့တချို့လဲဟိုကိုဗစ်တုန်းကလိုပဲဟိုမိတ်ဆွေပေါင်းတင်နေရောတိုင်းဝိုင်းနေရောတို့နိုင်ငံခြားအသီးတွေရောကုမ္ပဏီတွေရောအကုန်လုံးအလဲက AR foundation လောက်တယ်ဆိုတော့ဝိုင်းပြီးတော့မှလောက်ကြတော့အဲ့ဒါကိုလဲစနစ်တကျဖြစ်အောင်ပေါ့နော်အဲ့ဒါလေးပါဟိုအာယုံစိုက်ပြီးတော့မှ view site လေးဝိုင်းလောက်ပေးနေတယ်အလုံးဒီခက်ခဲဖြစ်နေတဲ့ပြည်သူတွေကိုတတ်နိုင်မြအကူအညီဆောင်ရှောက်ပံ့ပိုးပေးနိုင်အောင်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်တမိတဖုံးလား ဘာလို့ဖြစ်ဖြစ်ဒါဟိုကိုဗစ်လည်းဖျက်ကျော်ခဲ့ပြီပေါ့နော်အောင်မြင်စွာဒီကတ်ကိုလည်းအောင်မြင်စွာဖျက်ကျော်နိုင်ပါပါယုံကြည်ပါတယ်ဟိုအလုံးဝိုင်းပြီးတော့မှစူးစမ်းကြလို့ရှိရင်အကုန်လုံးဖြစ်မှာပါ